မင်္ဂလာပါကျွန်တော်တို့ new future youtube channel ရနေကြိုးစိုးပါတယ်ကျွန်တော်တို့အခုဒီပင်းရေးကိစ္စနဲ့ပတ်သက်ပြီးတော့ဟော့ဖြစ်နေသလိုပဲနိုင်ငံနဲ့ပတ်သက်ပြီးတော့စုပ်ပြတ်တက်နေတဲ့အတုပအိမ်မှာအတိဒုက္ခရောက်ပြီးတော့ပြည်သူတွေအိုးမဲ့အိမ်မဲ့နေမှုထိုင်မှုကြီးစားလန်စားနဲ့နေနေရတဲ့ဘဝတွေကလည်းပုံပြီးတော့ဆိုးရွားတဲ့အခြေအနေမျိုးတွေကိုရောက်နေတယ်လေးနှစ်ကျော်ကာလကြာလို့၅နှစ်အတွင်းရောက်တဲ့အချိန်မှာ ဘာတွေတိုးတက်မှုရှိသလားတလဲဆိုရင်ကျွန်တော်တို့အင်အားစုတွေတပ်ပေါင်းစုအင်အားစုတွေအနေနဲ့တိုးတက်လာတဲ့အရာတွေအများကြီးရှိတယ်ဒါကတော့28ရက်9လ2022မှာမြိုင်းတို့ပခုတ်ကူတို့အဲ့ဒီဘက်မှာရှိတဲ့မြို့နယ်ပေါင်းများစွာကနေမဟာမိတ်တပ်ပေါင်းစုတွေဖွဲ့လာတဲ့35ဖွဲ့ဒါ2022ကအခုနောက်ပိုင်းမှာလည်းဒီရက်တွင်းမှာပေါ့နော်တရင်အတိကြတော့ထုတ်ပြန်ထားခြင်းတော့မရှိသေးဘူးပေါ့တပ်ပေါင်းစုကြီးကို ျွန်တော်မြေပြင် local PDF တွေတွေမဟုတ်ဘဲနဲ့ EAO လက်နက်ကင်အဖွဲ့စည်းတွေမှာစုစုစည်းစည်းနဲ့တပ်ပေါင်းသူကြီးစုဖွဲ့ပြီးတော့ကျွန်တော်ဒီ IND အစိုးရကလည်းကြီးညာထားပါတော့2025မှာထောင်ပေါင်းချီသောတပ်ပေါင်းစုအင်အားတွေနဲ့အာဏာရှင်စနစ်ကိုတခါတည်းအမြင့်ဖြတ်မယ်ဆိုတဲ့အတွက်ကျွန်တော်တို့ပြည်သူတွေလည်းပို့ပြီးတော့တည်လာအောင်ဒီနေရာကနေကျွန်တော်တို့ကကျွန်တော်ကစော်ဩပေးပါတယ်ဒီလိုအချိန်အခါမျိုးမှာတကယ်အရေးကြီးတဲ့အချိန်အခါရောက်နေတဲ့ ချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ပြပပဲရောက်ရောက်ပြည်တွင်းမှာပဲရှိရှိပြည်တွင်းမှာရှိတဲ့လူတွေကမိရဓာတ်ကိုတွေးပြီးတော့အာနာရှင်စနစ်အမြင့်ဖြတ်မဲ့နေ့မှာဟေးအုံတိုင်းကျဲပြီးတော့អော်ရမဲ့အခြေအနေမျိုးတွေရောက်ရှိလာပြီလို့ကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့ဒီလိုပဲအစိုးရတည့်ရဖွဲ့စည်းတဲ့နေရာမှာလဲကောင်းတဲ့သတင်းရှိတယ်လို့မကောင်းတဲ့သတင်းရှိတာပဲဘာကြောင့်လဲဆိုရင် လူဆိုတဲ့အရာကအတွင်းတန်တန်တည်မှာကောင်းစဉ်တစ်ခုတက်ပြီးတော့ကောင်းတဲ့အရာကိုလုပ်ရင်တော့ကောင်းတယ်ကောင်းတဲ့အရာကိုမလုပ်ဖဲနဲ့နိုင်ငံရေးကိုအကြောင်းပြပြီးတော့ဝင်လာတဲ့ဆိုရင်ခမားတို့ကျုပ်တို့ကျုပ်တို့ကျုပ်ပဲဖြစ်နေဘလူးပဲဖြစ်နေပါစေအားလုံးပြည်သူကမျက်လုံးနဲ့ကြည့်အကုန်မြင်တယ်ဒီအရာအပေါ်မှာနိုင်ငံအတွက်တော်လှန်ရေးအတွက်ဘသူပဲဖြစ်ဖြစ်အခမ်းကဏ္ဍအတိအကျကနေစုပ်ယုပ်သွားဖို့မလိုဘူး ဆုံးယုတ်သွားခြင်းလည်းမပြုကြပါနဲ့ဒီအချိန်ဟာယုံကြွလို့ရမယ်အကောင်းဆုံးအချိန်ဖြစ်နေတယ်ဒီလိုအချိန်ခါမျိုးမှာကျွန်တော်တို့ဖြစ်နေတယ်လို့ပေါ့အမျိုးစုံသောအချင်းချင်းပြဿနာတွေလူမှုရေးပြဿနာတွေအမျိုးစုံကိုဖြစ်နေတာအဲ့ဒီအမျိုးစုံဖြစ်တဲ့အထဲမှာတော့ကျွန်တော်စိတ်လိုပဲတွေးရမယ့်အရာတစ်ခုကိုကျွန်တော်ကပြောချင်တာကတော့တွေးစည်းညီညွတ်စွာနဲ့ရှေ့သို့တက်လမ်းမို့ အောင်အောင်မြင်မှုပန်းနိုင်တဲ့ခုကိုရောက်နေပြီလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ဒီနေ့ကျွန်တော် reaction လုပ်ချင်တာကဇုံမိုးဟိမ့်ပေါ့ခင်ဗျားတို့ပြောဇုံမိုးဟိမ့်ဒီဒီပဲကြီးကစားနေပတ်သက်ပြီးတော့ပြောထားတဲ့အရာ तू က fine ငါး fine တော့ရှိတယ်ဒီထဲမှာမှကျွန်တော်အစဉ်ပြေတဲ့အရာလေးတစ်ခုကိုကျွန်တော်ထုတ်လုပ်လိုက်ပါတယ် तू အပိုင်းတစ်ဆိုတဲ့အရာလေးနားထောင်ကြည့်အောင်ဗျာဒီပဲကိစ္စကိုကျွန်တော်အရင်စပြောမယ်ဗျာအဲ့ပြောဟိုတော်တော်လေးခက်တယ်ဒီပဲရင်ကိစ္စကလိန်တာလည်းမဟုတ်ဘူး သူတို့ကွာလိန်နေတာအာခမရာစဉ်းစားကြည့်ဂျက်ဖိုက်တာပေါင်900နဲ့ဘုံကျဲတယ်ကဲဟုတ်ပြီကျဲပြီဗျာอืมဟုတ်ပြီဘယ်မှာလဲကျဲတဲ့နေရာပြတာอืมအဲ့ကလေးကြီးဂျောင်းဂျောင်းစိမ့်အဖြူစိမ့်နဲ့နော်ကလေးကြီးအဲ့ကလေးကြီးတေတဲ့လူတွေမဟုတ်သူတို့စောင်းနေပတ်ထားပြီးတော့မှအဲ့တိုင်းလှုပ်ထားတာဟာ ဟမ်တေတဲ့လူတွေမဟုတ်လို့ဘယ်သူတွေဖြစ်မလဲဗျာကရစတာဘုံနဲ့ကျဲလို့ကျင်းကြီးကိုသူတို့ကလိုချင်တာဒါကတော့အာနာရှင်စနေအောက်မှာကြီးပြင်းတဲ့လူတွေဆိုရင်ကျွန်တော်တို့တော်မှာအရင်တုန်းကဂျင်းထက်ခံရတာရှိတယ်ဘာတွေလဲဆိုတော့ကရင်လူမျိုးကိုတွေ့တာ ਨੇ တပုံတို့ငပွေးတို့ဆိုပြီးခေါ်ခိုင်းနေတာသူတို့ဒီလေအာနာရှင်ကိုခက်ဆက်ဆက်ဖရီးဇင်းမျိုးဆက်နဲ့ထောက်ခံခဲ့တဲ့လူဖြစ်ဖို့များတယ် ဘုံကျဲလိုက်ခင်မီတိုးတက်လာတဲ့အတိုင်းဘုံတွေကိုနေရာဆုံးမှာတုံးလာတယ်ဆိုတော့သူတို့ကိုယ်တိုင်မျက်ကွယ်ပြုတ်ပြီးတော့ပြောနေတဲ့စကားတွေဒီစကားကဘာလဲဆိုတော့ဘုံကျဲလိုက်ရင်ဗမာလဲကြုံကြီးဗမာလဲအပြက်စီးတွေအများကြီးသူတို့မြင်တာကအုံတိုင်းဆိုရင်အားလုံးပြက်စီးသွားတယ်ဆိုတဲ့အရာကိုပဲသူတို့ကသိတာသူတို့ထက်တဖန်ပါနတ်တဲ့စကားစကားလိန်ညာမှုပေါင်းများစွာနဲ့ကလိန်ကြီးလှုပ်ပြီးတော့ဘုံပေါင်းများစွာကို အစိမ့်ဝေဘုံတွေတုံးတယ်ဒီ cluster ဘုံတွေတုံးတယ်ဆိုတဲ့အရာကိုသူတို့ကိုယ်တိုင်မှာထပ်ပြီးတော့မျက်ွယ်ပြုတ်ပြီးတော့သူတို့ဘက်မှာရှိတဲ့လူတွေကိုထပ်ပြီးတော့ဂျင်းထည့်နေတယ်သူကတော့ရေးထားတာပဲပြည်သူကိုဂျင်းမထည့်ပါနဲ့တော့လေကဲဆက်ပြောကြည့်ပါဦးနောက်ထပ်ကြည့်မှာကြောနော်နော်သူတို့တုံလိုင်းကြဆုံးသွားတာသူဒီကျွန်တော်ပြောကျွန်တော်တခုပြောမယ်နော်ကျွန်တော်တကပြောချင်လို့ကျွန်တော်ဒီအချိန်မှာတက်ပြောတာဟုတ်ပါပြီဟုတ်ပြောဘာလဲ ယူကရိန်းဆိုတာတဲ့နော်ဒီကျွန်တော်တို့အညာသူအညာသားတွေကျွန်တော်တို့ဗမာလူမျိုးပေါ့ဗျာအထာပြောချင်တာတော့ तू ကကျွန်တော်တို့အညာသူအညာသားတွေဟာယူကရိန်းဆိုတဲ့အရာကဘယ်နေရာဘယ်နေရာမှာရှိတယ်ဆိုတဲ့အရာကို तू ကပြောချင်တဲ့အနေထားမှာရှိတယ်ထပ်ထပ်ပြီးမှကျွန်တော်ဆက်ပြီးပြောပြမယ်တော်တော်ချင်းတဲ့လို့လွယ်တဲ့လူမျိုးဗျာနော်တနေ့တိုင်းအတိုင်းမှာရှိတာတဲ့အဲ့ဒီယူကရိန်းဟာတဲ့အဲ့ယူကရိန်းအလံနဲ့အဲ့ဒီအဖွာကြီး เนาะအခုမိုးကုန်းမှာဆိုလဲပါလဲအောင်တပြည်နဲ့ကြုံမယ်လို့ဘာလို့ညာလို့ဆိုပြီးတော့အခုမိုးကုန်းပြတော့အဲ့အောင်တပြည်နဲ့ဘယ်သူကသွားကြိုးလဲဟမ်อืมအရင်ဆုံးသူချင်းမိတဲ့အရာရဲ့သူကိုတိုင်ကိုတဲကစစ်တပ်ကိုဘောင်းမာတဲ့အတွက်ဘုံကျဲရင်အကြီးဖြစ်ရမယ်ပျက်စီးရုံရင်းမှုတွေအများကြီးရှိရမယ်ဆိုတဲ့ရောက်ခေါင်းနဲ့ဆွဲထားသလိုပဲ ဒီလိုမျိုးအနေထားမျိုးမှာကျွန်တော်တို့အမှန်တရားဘက်ကိုမြန်လို့တဲ့လူတွေရှိသလိုပဲအမားကိုဇွတ်မိတ်ပြီးထောက်ခံနေတဲ့လူတန်းစားတွေကလည်းရှိနေတယ်ဆိုတာကိုပြည်သူကိုသူကပြန်ပြီးတော့သူ့ဘက်မှာရှိတဲ့အတိုင်းအတာကိုသူကပြန်ဂျင်းထည့်နေတာဒါတွေအားလုံးကိုတီးဖို့လိုတယ်သူပါထပ်ပြီးဂျင်းထည့်မယ်ကျွန်တော်ထပ်နောက်ထောင်ကြောက်မြမပြည်ကဒီကျွန်တော်တို့ဘောတော့ဒီလိုကျွန်တော်တို့ပြောတဲ့ဒီ social မှာပြောတဲ့ဟို public မှာပြောတဲ့အတန်တွေ သူတို့မသိဘူးလားမသိဘူးနော်ကျွန်တော်တို့ကသူတို့သိနေခြင်းလို့ဒီလောက်သိတယ်သိတယ်မင်းတို့ပြည်သူအပေါ်မှာဂျင်းထဲ့ပြီးအာနာရှင်စနစ်ဆိုးတစ်ခုတည်ငဲအောင် လုပ်နေတယ်မင်းတို့ပါပါတယ်ဆိုတော့ပြည်သူတွေကအကုန်သိတယ်အခုတပ်ပေါင်းစုတွေဖွဲ့ပြီးတော့နီးရဓာတ်ကိုတွေးပြီးတော့မင်းတို့ကိုပြန်ပြီးတော့စနစ်ဆိုးကိုအမြင့်ချိုးကိုစောင့်နေကြပြီနော်ကဲဆက်ပြောပရိတ်တက်ပြောနေတာဟွန်းဟာဒီပိုင်းဘုံကျဲတယ်တဲ့ အဲ့ဒီဆရာမဘုံကျဲပါပြောပြီးအဲ့ဆရာမမသိဘူးဘုံကျဲပါတယ်ပြောပြီးတော့တဲ့အဲ့ဆရာမကမသိသေးဘူးတဲ့ तू က तू ဖြစ်ချင်တာကအဲ့ဆရာမဒီဘုံကျဲတဲ့နေရာမှာရှိနေရမယ်ကျောင်းမှာစတင်တာမူလာတန်းကျောင်းဆိုမူလာတန်းကျောင်းမှာဆရာဆရာမရှိသလိုပဲအလဲတန်းကျောင်းဆိုအလဲတန်းကျောင်းမှာရှိတဲ့ဆရာဆရာမလည်းရှိတယ် ီအရာကိုသူကိုယ်တိုင်ဂျင်းမိပြီးတော့တစ်ဖက်ပိတ်ပြီးသူမြင်တဲ့အရာစစ်သားဆိုရင်ဒီတရင်တရင်ထဲမှာပဲရှိရမယ်ဝန်ထမ်းဆိုရင်ဒီညုံနဲ့တခုထဲမှာပဲရှိရမယ်ဆိုတဲ့ပုံစံမျိုးသူထုတ်ပြောနေတယ်သူကိုယ်တိုင်ဘယ်လောက်ဂျင်းမိနေတယ်ဆိုတဲ့အရာကိုထပ်ပြီးကျွန်တော်အဲ့ဂျင်းကိုထပ်နောက်နောက်ပြောဖြစ်နေတာအဲ့ဒီကလေးတွေကိုပတ်ထားပြီးတော့အဖြူစိမ့်တွေဝင်ပြီးစောင်းကြီးပတ်ပြီးတော့မှမပြောချင်တာတော့ဆက်ဆက်ပြီးပြောမှရမှဖြစ်တာမလို့အဲ့ ီနေရာမှာတော့ဒီကောင်ဟာလူတယောက်ဖြစ်ပြီးတော့အသိဉာဏ်တရားကျင်းမဲ့တဲ့အဆင့်ကိုပြောသွားတာကြတော့ကျွန်တော်ဝမ်းနေတယ်။ကစားပုံးကျဲလို့နိုင်ရည်ပေါက်ထွက်လက်တီပြက်ခြေဒီပြက်အမျိုးစုံဖြစ်ပြက်နေတဲ့အချိန်ကရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့ကလေးတွေကိုအပေါ်ကနေအဝတ်နေတဲ့အုပ်ចောင်းသိင်းလေးတွေနဲ့လွေကလေးတွေချစောက်လေးတွေချပြထားတဲ့အရာကိုသူတို့ကဟို AI နဲ့ပဲဖြစ်ဖြစ် creation လုပ်ထားတယ်လို့ထင်တာ တကယ်အရှိအမှန်တရားဟာမပူပါနဲ့မင်းတို့အတွက်ကုလသမဂ္ဂလည်းရောက်နေပြီအိုင်စီအမျိုးဆုံးနေရာပေါင်းစုံမှာရှိတဲ့နေရာကိုရောက်နေပြီအခုထုတ်ပြောလာတဲ့တန်တမန်လေးနိုင်ငံရေးဝန်ကြီးတွေအထိုင်းနိုင်ငံမှာရှိတဲ့တန်ကိုကပါတီတခုကခေါင်းဆောင်တော်မှာထုတ်ပြောလာတဲ့အစ်င့်တွေရောက်လာပြီဒီအရာတွေကိုထပ်ပြီးတော့သူကခေါင်းစဉ်တက်ထတာအရန်လာတယ်ပြည်သူကိုဂျင်းမထက်ပါနဲ့ပြောပြီးသူကိုယ်တိုင်ပြန်ပြီးတော့ဂျင်းထည့်နေတာအမှန်တကယ်ကားတော့ ဒါဒီကိုဂျိုးစီးပွားအတွက်တီတူကိုပြန်ပြီးဂျင်းထက်နေတဲ့လူတွေရဲ့လောက်ရအတိလိုပဲကျွန်တော်တို့အမှန်တရားဘက်မှာဆိုပြီးတော့ပြည်သူကိုပြန်ပြီးဂျင်းထက်နေတဲ့လူတွေလည်းရှိနေတယ်ဆိုတာကိုသိတယ်ချင်းတယ်ဌာနတော်ကြည့်မပြအကြောင်းကိုပြောရတာဟာရုပ်တိမရှိတဲ့ကိစ္စကြီးဗျာသိရမလား အဲ့တော့ကျွန်တော်တို့တောသူတောင်သားတွေရိုးသားတဲ့လူတွေကိုနော်ရိုးသားတဲ့လူတွေကိုဟိုပတ်စံလေးမစိုးတလောက်လေးပေးအခုဆောင်းခါတို့လို့ကောင်းနေပေါ့ဟမ်ပတ်စံလေးမစိုးတော့လေးပေးပြီးတော့ပြည်သူကိုဂျင်းထဲတယ်ပေါ့နော်သူပြောချင်တာတော့အဲစကားပြောခိုင်းတယ်ခုနကသူပြောတဲ့အဖွားကြီးတယောက်ကလည်းကျွန်တော်အမြင်ပြောရရင်တော့ယူကရိန်းကတင်းနိုင်တိုင်းမှာရှိတဲ့ဆိုရောသူတို့ဘက်ကပြန်ပြီးဂျင်းထဲတဲ့စကားတွေထွက်လာတာဗျာနောက်တစ်ခု 9000ဈာဆိုတာသူကိုယ်တိုင်မသိလေရောသလားတတိကြီးနဲ့ကတော့ဘာရဲ့ကြနေသလားတော့ကျွန်တော်လည်းမသိဘူး9000ဈာဆိုတဲ့ယာတွေဘယ်ကနေထွက်လာတာလဲပြည်သူတရလုံးကအာနာရှင်စနစ်ဆိုးကိုမလိုအပ်လို့ယုံကြွထကြွလာတဲ့အချိန်ခါမျိုးမှာတော့ပတ်ဆိုင်အနေအချင်းရ9000ရဒံပေါက်ရမှဒီစနပ်ပြပွဲကိုလိုက်မဲ့အဆင့်တောင်ရောက်နေတဲ့ဟာကိုကိုကိုတိုင်းပြန်ပြီးတော့မစင်စားမိကြတာတော့ဆိုရင်မသိဘူး လူမောင်ကိုကူးပြီးတော့မှအေးအမေမြောက်တော့ပါလူမောင်ကိုကူးတယ်လေလို့ DNN တွေတို့ AA တို့နဲ့တိုက်ပြီးတော့မှအခုစစ်တပ်ကကြီးစံတဲ့ချက်မပေါက်ပါလေဝင်တော့ဒီကောင်တွေဖေပြောက်သွားနိုင်မသိဘူးမရှိတော့ဒါအစီတရားကိုပြောတာခမတော့ဒီဘင်းကြီးကိစ္စကอืมဟုတ်ဒီဘင်းရောက်တယ် အဲ့တဖက်ကလည်းပြောကြတာဗောဒီဘက်တဖက်ကလည်းဟာဘာဖြစ်တယ်ညာဖြစ်တယ်ဒါကိုယ့်ဘက်ချင်းချင်းကတော့သူ့ဘက်သူပြောချင်းရပြောဘာသိပြန်တာမရှိဘူးလိန်နေတာအီးကိုတည်တည်ကြီးနဲ့ကဲအဲ့ဒါဆိုပေါင်ကဘုံနဲ့ကျဲဆိုအဲ့ဒီစော့ပတ်ဘောက်တော့အပေါက်ဝယ်ရှိတယ်အပေါက်ကိုဟမ်အဲ့ဒီအပေါက်ကိုစစ်တပ်ကကျဲပါတယ်တဲ့ဟောနိုင်ငံမှာပောက်သွားတဲ့ကလစာဘုံချလို့ပောက်သွားတဲ့အပေါက်ကိုသူကပြောတာဒါပေမဲ့တကယ်ဆုံးရှုံးပြီးတည်ဆုံးသွားတဲ့ကလေးတွေကိုကြတော့ ကိုကျင်းစာတရားမဲ့သွားပြောနေတဲ့ဒီပါဇက်သူပြောတဲ့အဲ့ဒီအပေါက်တွေပဲပြန်ပြီးတတ်ထားမှုဖြစ်တယ်အဖြစ်ရရှင်းရှင်းလေးပဲဟောပြလိုက်တဲ့ပေါက်ကကြည်လိုက်အောင်ဟွန်းမင်းပါဇက်ကိုတတ်ထားမှာကလေးရကလေးရဥပါရူပေါင်းဟိုဆယ်အောင်စားဆန်ငောင်းစားနဲ့ဝင်လောက်နဲ့စပတ်ကနေထွက်တဲ့အပေါက်လောက်ရှိတဲ့ဟာကိုအဲ့ဒါကိုဂျက်ပိုင်တာနဲ့ဘုံကျဲပြီးတော့အကလေးရောက်20သိမ်းပါလေဆိုတော့အကုန်ယုံနေဟမ် ပြီးရမှဟိုဆောင်ကြီးနဲ့ပတ်ပြီးတော့နော်အေးအဲ့ဒါကနေဘလို့ဖြစ်တာလဲသူတို့ဆောက်ချက်ခွဲရောနော်လိန်နာလိန်ဆောက်ချက်ခွဲရောတဲ့တစင်ဦးတို့ကျော်စိုးမင်းတို့ကြောင်မျိုးမင်းတို့လားအခုမင်းသူလဲပါလိုက်တယ်အပြောထဲမှာဆောက်ချက်ခွဲရောဆိုတာတကယ်ကမ္ဘာမီဒီယာတတိယနေပါပါတက်နေတဲ့အရာဥမှာဆောက်ချက်ခွဲရောပြီးတော့အဲ့ညီပြေမှာရှိတဲ့တကယ် ဘုံကျဲခံရလို့ဒုက္ခရောက်သွားတဲ့သတင်းဖိုင်တွေလည်းအခုတောက်လျှောက်တက်နေတယ်ဒီသတင်းဖိုင်တွေကြတော့ကျွန်တော်ကတင်ရတဲ့အခါမှာဘေးကပ်ပြီးကျင်းတဲ့အခါမှာမကောင်းလို့မတင်တာဘာလို့တော့ဒီ YouTube ကနေဘန်းမှကြောက်လို့အဓိကကဒီ YouTube ကိုအသုံးပြုပြီးတော့ကျွန်တော်တို့သတင်းမှန်နေလေဖြစ်ရမယ်ဟိုဘက်ကပဲဖြစ်ဖြစ်ကိုဘက်ကပဲဖြစ်ဖြစ်မမမကန်လုံနေတဲ့အရာတွေကိုကျွန်တော်တို့ကတက်တက်တွေးပြီးတက်တက်ပြောလို့ရတယ်အဲ့ဒီအရာပေါ်မှာနာမည်ကြီးထင်ပေါ်ကျော်စောမှုတဖို့တဲ့ကျွန်တော်တို့ပြည်သူတွေ တကယ်အနှစ်သာရအစစ်အမှန်ကိုတတ်နိုင်တဲ့ဘက်ကကူညီပေးရမှာဒီအရာကိုမှသူတို့ကတစ်ဖက်ကနေသူတို့ဘက်ကိုပဲမြူဆွဲပြီးတော့သူတို့ဘက်ကိုပဲတစ်ဖက်ပိတ်နေအောင်လုပ်နေတဲ့လူဒန်းစားတွေဟုတ်ပြီတစ်ဖက်ပိတ်စကားတော့ပါသွားတယ်ကျွန်တော်တို့ဘက်မှာလည်းတစ်ဖက်ပိတ်နေတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီအရာတွေကိုမိမိအသိဉာဏ်တရားနဲ့မိမိပြုတ်ပြင်မှသာလျင်ရမယ်လို့ဒီနေရာကနေပြောချင်တဲ့ကျွန်တော်ပြောချင်ပါတယ်အားလုံးကောင်းသောနေ့ပါဟေးသမွေး ငါတို့ဘက်မှာရှိတဲ့တပ်ပေါင်းစုကြီး2025မှာထောင်ပေါင်းချီသောအင်အားနေနဲ့လာနေပြီမင်းတို့နေရာရှာထားတော့